non trade တွေမှာလုံငွေပြမှုကြောင့်နိုင်ငံခြားဝင်ငွေပြန်မရှာနိုင်ရင်တိုင်းပြည်လုံးပါပါသွားမှာဖြစ်ကြောင်းနာဆကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမေလ30ရက်မှာပြုလုပ်ခဲ့တဲ့ငလျင်ပေးအလွန်မြန်မာစီးပွားရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲမှာပြောကြားလိုက်ပါတယ်ကျွန်တော်တို့တာဝန်ယူတဲ့လေးနက်မှာကုန်သွယ်မှုပုံငွေပြပါတယ်သို့တော်လည်းပဲ non trade မှာလုံငွေပြတဲ့အတွက်ကြောင့်နိုင်ငံခြားငွေရှာပါပြီးတော့ငွေလဲနှုန်းတွေဈေးမြင့်နေတာဖြစ်ပါတယ် အသုံးရှိတဲ့ဆိုရင်ဝင်ငွေရအောင်ပြန်ရှာဖို့လိုအပ်ပါတယ်ဝင်ငွေရအောင်ပြန်မရှာနိုင်ရင်တိုင်းပြည်ကတဖြည်းဖြည်းနဲ့ပါတော့မှာဖြစ်ပါတယ်လို့ဆိုပါတယ်2024-2025ဘဏ္ဍာနဲ့ကုန်သွယ်မှုမှာအမေရိကန်ဒေါ်လာ1.3ဘီလီယံခန့်ပုံငွေပြခဲ့ပေမဲ့ net trade မှာတော့လုံငွေပြတ်သားမှုတွေများပြားခဲ့တယ်လို့သိရပါတယ် မိမိတို့နိုင်ငံရဲ့ GDP မှာနေပါနေသေးပြီးပြည်ပကိုတင်ပို့ရောင်းချနိုင်တဲ့ကုန်ပစ္စည်းတွေပုံမထုတ်လို့တင်ပို့ရောင်းချနိုင်မယ်ဆိုရင်တော့နိုင်ငံခြားဝင်ငွေတွေပုံမရရှိမှာဖြစ်တယ်လို့နာဆကဥက္ကဋ္ဌကဆိုပါတယ်။ကုန်ထုတ်လို့မှုကမဖြစ်မနေလိုအပ်ပါတယ်။စက်ရုံတွေအလုံးရုံတွေမရက်ဖို့လိုအပ်ပါတယ်လို့၎င်းကပြောပါတယ်။မိမိတို့ရဲ့စီးပွားရေးမူဝါဒမှာပစ္စည်းချင်းတူပါကဈေးသက်သာရမည်ဈေးချင်းတူပါကအရေအသွေးပုံပေါ်ကောင်းမွန်ရမည်ဖြစ်ပြီးဒါမှပဲဈေးကွက်မှာရောင်းအားတွေတိုးတက်လာမှာဖြစ်တယ်လို့ပြောကြားထားပါတယ် နန်ထရိမလူငွေတွေဟာပြည်ပမှတရားမဝင်ဖြစ်စည်းတင်သွင်းမှုတွေပါဝင်ပြီးတရားမဝင်ရောင်းဝယ်မှုတွေရှိနေတာကိုလည်းထုတ်ပြောပါတယ်ပြည်ပကမာယူတင်သွင်းတဲ့ပစ္စည်းတွေများပြားနေတာကိုတွေ့မြင်နေရပြီးထိုနေရာမှာပြည်တွင်းထုတ်ကုန်ပစ္စည်းတွေနဲ့အစားထိုးလှုပ်ဆောင်ရမယ်လို့လည်းနာဆကဥက္ကဋ္ဌကတိုက်တွန်းထားကြောင်းပါခင်ဗျာ